မင်္ဂလာပါဗျ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဗျဒီနေ့ကတနင်္လာနေ့ပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်မတူညီတဲ့လီပြိုင်ပွဲ၃ဘူကနေပြီးတော့ဒီပွဲစဉ်၃ဘွဲကစားဖို့ရှိရယ်ပေါ့နော်အဲ့ဒီ၃ဘွဲကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့တုံ့တက်ပြမယ်ပေါ့နော်အဲ့တော့ပထမဆုံးပွဲစဉ်ကဒီနေ့ညတနင်္လာဆန်ကမှကစားမဲ့ဘိုလိုနာနဲ့ဒီနာပိုလီတို့ရဲ့အီတလီစီးပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့ဂျေးကိုကျွန်တော်ပြန်ကြည့်နာပိုလီက level 20ရှုံးပြီးတော့ဂိုးပေါင်းနေလဲဆိုလို့ရှိရင် နှစ်ကိုယ်တွင်ငါးပြရမယ်ဆိုပြီးတော့ကြီးထွက်တယ်ပေါ့နော်အဲ့တော့ဘိုလောနာရဲ့ဒီလက်ရှိအင်ကွင်းကစားပုံကောင်းတယ်ပေါ့နော်အင်ကွင်းမှာဆိုလို့ရှိရင်ဘိုလောနာကဒီတိုက်စစ်ကစားတာကောင်းကောင်းသလိုခံစစ်ကလည်းဒီပြိုင်ပွဲတွေအတွက်ဆိုလို့ရှိရင်ဂိုးသွင်းမှုခက်တယ်ဒါမှမဟုတ်တစ်ဖက်ကဒီနာပိုလီရဲ့တိုက်စစ်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့ကလက်ရှိမှာဆိုလို့ရှိရင်ဂိုးတွေရအောင်တွင်ထားတယ်ပေါ့နော်ပြီးတော့သူတို့ရဲ့ဒီခံစစ်ကနေပြီးတော့တိုက်စစ်ကိုကူးပြောင်းတဲ့ကစားဟန်တစ်ခုကလည်းဒီတစ်ဖက်ကဘိုလောနာကိုဆိုလို့ရှိရင်သူတို့တွင်ဂိုးတွေရအောင် တွင်းနိုင်စင်ရှိရပေါ့နော်ပြီးတော့ဘိုလိုနာကလက်ရှိမှာဆိုလို့ရှိရင်ပုံစံကောင်းနေရနေအတင်းဖြစ်တယ်ပေါ့နော်နောက်ဆုံး73ဝင်မှာဆိုလို့ရှိရင်သူတို့ရှုံးခဲ့တာတပွဲပဲရှိတယ်ပြီးတော့နောက်ဆုံး၅ဝက်စရိုက်နဲ့ဘိုလိုနာကနိုင်ထားတယ်ဗောနော်တပတ်ကဒီနာပိုလီကကျတော့လည်းလက်ရှိအီတလီစီးရီးအမှတ်ပေးစရာမှာဆိုလို့ရှိရင်အဆင့်နှစ်နေရာမှာရှိရဲပြီးတော့အဆင့်တစ်နေရာကဒီအင်တာနက်ဆိုလို့ရှိရင်သူရမှတ်၄မှတ်กว่าဆိုတော့ဒီပွဲမှာသူမဖြစ်မနေအနိုင်ကစားဖို့လိုတယ်ဗောနော်ဒါမှမဟုတ်လက်ရှိမှာဆိုလို့ရှိရင်တော့နာပိုလီက ဒီ found out နေရပေါ့နော်နောက်ဆုံး၈ပွဲမှာဆိုလို့ရှိရင်သူတို့အနိုင်ရခဲ့တာ၂ပွဲပဲရှိခဲ့တာကိုတွေ့ရတယ်။ပြီးတော့ဒီ Napoli ကစားခဲ့တဲ့နောက်ဆုံး၁၀ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်နော်၉ပွဲကဒီအပြန်လည်သွင်းခွင့်ရှိခဲ့တယ်ပြီးတော့ဒီ Bologna ကစားခဲ့တဲ့ပြိုင်ပွဲဆိုဒီအင်ကွင်းနောက်ဆုံး၃ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လေသူတို့ရဲ့တက်ရှိကအဲ့၃ပွဲလုံးမှာသူ၉ရောင်တွင်းထားရပေါ့နော်။ပြီးတော့ Napoli ရဲ့အဝေးကွင်းနောက်ဆုံး၈ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လေ၆ပွဲက နှစ်တင်းပေါင်းတွင်ကိုစုစုပေါင်း3ခုရှိရဲ့ဘောနောပြီးတော့ဘောလုံးနာကစားခဲ့တဲ့ဒီအိမ်ကွင်းနောက်ဆုံး၈ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း9ပွဲကဒီနှစ်တင်းပေါင်းတွင်ကိုဒီ3ခုရှိခဲ့တယ်အဲ့တော့ဒီပြောလို့ရှိရင်နာပိုလီအတွက်ကဒီပွဲကမဖြစ်နေအနိုင်ကစားဖို့လိုတယ်ပြီးတော့တစ်ဖက်ကဘောလုံးနာလည်းလက်ရှိမှာပုံစံကောင်းနေရနေဆိုတော့ဒီနေ့ပွဲမှာဒီအချက်လက်တွေရဆိုလို့ရှိရင်ပြန်လည်တွင်ကိုရှိနိုင်မယ်လို့ကျွန်တော်မျှော်လင့်နေပါဘောနောအဲ့တော့9ခုတွင်အားပြပေးရမယ်ဆိုပေမဲ့လို့ဒီဘက်မှာဒီပထမဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှင်ခိုးပေါ်ရွေးချယ်ပြေးမယ်ပေါ့ ဲ့တော့ဒီနေညရဲ့ဒီနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေညတနအိဆန်ကားမှာကစားမဲ့ Leicester City နဲ့ဒီ Newcastle တို့ရဲ့ Premier League ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့် Newcastle ကတကုတ်သွင်း25ပြားရှုံမဲ့ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်တုံးကိုသွင်း45ပြားရပါဘူးနော်အဲ့တော့ဒီပထမကြော့ထိတဲ့လူစုံတော့ကတော့ Leicester City က၄ဂိုးပြန်နေ Newcastle ကိုရှုံးလာတယ် ပြီးတော့ဒီ Leicester City ရဲ့အင်ကွင်းနောက်ဆုံး9ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လေသူတို့ရှုံးခဲ့တဲ့အဲ9ပွဲလုံးမှာဆိုလို့ရှိရင်သူတို့ရဲ့ Pay Goal စုစုပေါင်း18ဂိုးလီတောင်ရှိခဲ့တယ်ဘောနော်ပြီးတော့ဒီသူတို့ကစားခဲ့တဲ့အင်ကွင်းဒီ9ပွဲကိုကျွန်တော်ပြန်ကြည့်ရင်9ပွဲလုံးကသူတို့ရှုံးတယ်ပြီးတော့ဒီသူတို့ရဲ့တိုက်စစ်ကဆိုလို့ရှိရင်လေဂိုးမရခဲ့ဘူးဘောနော်သူတို့ရဲ့အင်ကွင်းမှာနောက်ဆုံးတွင်းကိုရခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်2024ဒီဇင်ဘာ10ရက်နေ့တော့ကစားခဲ့တဲ့ပွဲစဉ်ဘောနော်အဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင် Leicester City က သူ့ရဲ့အိမ်ဝင်းမှာဆိုလို့ရှိရင်သင်ကိုအခုချိန်ဒီမရသေးဘူးပေါ့နော်ဒီဥကဆေးရကြတော့လေသူတို့ကစားရဲ့အဝေးကွင်းနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်9ဝက်တီတီနိုင်တယ်ပြီးတော့လက်ဆစီဒီကလက်ရှိမှာဆိုလို့ရှိရင်သူတို့ဒီ10ပွဲစရိုက်သူတို့ရှုံးထားတယ်ပြီးတော့အဲရှုံးထားရတဲ့10ပွဲမှာဆိုလို့ရှိရင်6ပွဲကသူတို့ရဲ့ခံစီပိုင်းရပေးကို2ကိုဒါမှမဟုတ်2ကိုတက်ပို့ပြီးတော့အခွင့်ပြုပေးထားရတယ်ပေါ့နော်ပြီးတော့လက်ဆစီဒီကဒါသူတို့ကစားခဲ့တဲ့ ပရီးမီးယားလိနောက်ဆုံး9ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်အဲ့ဒီ9ပွဲလုံးမှာဒီသူတို့ရတဲ့တိုက်စစ်ကဂိုးမရထားဘူးပေါ့နော်ဒီတပတ်ကနယူကာဆယ်အနေနဲ့ကျတော့လက်ရှိမှာဆိုလို့ရှိရင်3ပွဲစရိုက်ရှိနိုင်တယ်ပြီးတော့ဒီသူတို့ကစားခဲ့တဲ့ဒါပရီးမီးယားလိနောက်ဆုံးအဝေးကွင်းပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့ဒီကလင်းရှိနဲ့အနိုင်ရခဲ့ပေါ့နော်အဲ့တော့လက်ရှိပရီးမီးယားလိကိုကျွန်တော်ပြန်ကြည့်ရင်ဆော်ဒရန်ကလက်ရှိမှာတော့တန်းစင်းဝါးပေါ့နော်ပြီးတော့ဆော်ဒရန်ပြီးဝါးရင်လက်ရှိမှာတန်းစင်းဖို့ရေပန်းအစားဆုံးဖြစ်နေတဲ့အတင်းလက်ဆာစီးတီပေါ့နော်အဲ့တော့လက်ဆာနေတဲ့တန်းပစင်းကျင်လို့ဆိုလို့ရှိရင်နောက်ပိုင်းပွဲစဉ်တွေကို ူရမတည်ရတဲ့လောက်စူဆောင်းနိုင်ဖို့လိုတယ်ဗောနော်ဒီတစ်ဖက်ကအနီးကဆရာကြတော့လေဒီရာဒီမှာဆိုလို့ရှိရင်သူချန်ပီယံလိဝင်ဝင်ရဖို့သူတို့လုံးဝမျောနှောမျောလင်းနိုင်တယ်အဲ့တော့ဒီဝီနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်လေနယူကဆေကအနိုင်ရဖို့ကြိုးပြီးတော့ပြင်ဆင်ထားလိမ့်မယ်လို့ထင်တယ်ဗောနော်အဲ့တော့ဒီပွဲမှာကျွန်တော်ဒီနယူကဆေကိုသဘောကျရဲပြီးတော့ဒီဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်လက်ဆာရဲ့တိုက်စစ်ကဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်အရင်အလုတ်သိမ့်မဖြစ်ဘူးဗောနော်နယူကဆေအနေနဲ့ အဝေးကွင်းမှာဆိုလို့ရှိရင်သူကလင်းရှိရောင်းသူကစားနိုင်စွမ်းရှိရယ်ဘောနော်အဲ့တော့ဒီကွင်းမှာဒီ Newcastle နှစ်ဂိုးပြလုံးနဲ့နိုင်သွားလိမ့်မယ်လို့ထင်တယ်ဘောနော်အဲ့တော့ Newcastle နဲ့ကိုယ့်အောက်ကိုဒီဒူလီယာမြောက်ပွဲစဉ်မှာရွေးချယ်ပြီးမှာပေါ့အဲ့တော့ဒီနေ့ညရဲ့ဒီနောက်ဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ဒီနေ့ညတနိုင်ကွင်းမှာကစားမယ်စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီလီဂါနဲ့နဲ့အိုဆာဆူနာတို့ရဲ့ပွဲစဉ်ဘောနော်အဲ့ပွဲစဉ်ရဲ့ဂျီကိုကျွန်တော်ပြန်ကြည့်လီဂါနဲ့ကဒီ level 10ရှုံးမယ် ပြီးတော့ဂိုးပေါင်းနေလဲဆိုလို့ရှိရင်နှစ်ဂိုးသွင်းရင်5ပြန်ရှုံမယ်ပေါ့နော်အဲ့တော့ဒီအိုဆာဆူနာတင်းကစားခဲ့တဲ့ပြိုင်ပွဲဆိုဒီဝေးကွင်းနောက်ဆုံး5ပွဲကိုကျွန်တော် ပြန်ကြည့်လို့ရှိရင်4ပွဲကသူတို့ရဲ့တိုက်စစ်ကဂိုးမရထားဘူးနော်ပြီးတော့ဒီယာဒီမှာဆိုလို့ရှိရင်အိုဆာဆူနာရဲ့ဝေးကွင်းမှာကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ရဲ့တိုက်စစ်ကအတွင်းကိုစုစုမှာ9ဂိုးပဲရထားတယ်ပေါ့နော်ပြီးတော့အိုဆာဆူနာကစားခဲ့တဲ့ဝေးကွင်းနောက်ဆုံး12ပွဲမှာဆိုလို့ရှိရင်10ပွဲကဒီနှစ်သင်းပေါင်းအတွင်းကိုတွေ၃ဂိုးအောက်ရှိထားတယ်ပေါ့နော်ပြီးတော့လီကာနဲ့ရဲ့ဒီယာဒီ လာလီဂါပွဲစဉ်တွေကိုကျွန်တော် ပြန်ကြည့်လို့ရှိရင်တပွဲပြန်မြတွင်းကိုစုစုပေါင်းက0.97ရှိပဲရှိတယ်ဒီပြောမယ်ဆိုလို့ရှိရင်ပြန်မြတကူဝင်းကျင်တော့မရထားဘူးเนาะပြီးတော့လာလီဂါမှာဆိုလို့ရှိရင်လည်းလီဂါနဲ့ထက်ပိုပြီးတော့ဒီတွင်းကိုနဲ့အတင်းရယ်စုစုပေါင်း3တင်းပဲရှိရပါတော့ပြီးတော့လီဂါနဲ့အတင်းရယ်ဒီအင်ကွေးနောက်ဆုံး73ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း10ပွဲကအပြန်လည်တွင်းကိုတွေမရှိခဲ့ပဲနဲ့ဒီတစ်ဖက်သက်တွင်းကိုတွေပဲရှိခဲ့တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာကျွန်တော်ကိုယ့်အကူသဘောကြတဲ့ဒီဖြစ်နိုင်ခြေရှိဆုံးကတော့ဝမ်ဝမ်လောင်းနဲ့ပဲ ွဲပြီးသွားလိမ့်မယ်လို့ထင်တယ်ပေါ့အဲ့တော့နောက်ဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှင်ကျွန်တော်ကိုယ့်ဟုတ်ကိုယ်ရွေးချယ်ပေးမယ်ပေါ့